Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါတယ်ဆိုတော့ညကကစားကြတဲ့ Champions League ဒါ Quarter Final ဒုတိယကြိုးပွဲစဉ်တွေကတော့ဒါ Inter ကတူးတူးဆိုတဲ့ရလဲကြပြီးတော့သူတို့နောက်ဆင်းတက်တယ်ပေါ့နော်နှစ်ကြိုးပေါင်း၄ကို၃ကိုနဲ့ Real Madrid ကလည်းကျွန်တော်တို့ဒါထွက်ခွာခဲ့ရပြီဖြစ်တယ်ပေါ့ဆိုတော့ဒီပွဲမှာတော့ဗျာကျွန်တော်တို့ဒါပွဲပြီး၃သက်ချက်လေးကျွန်တော်လုတ်ပြီးသွားပြီဆိုတော့တော်တော်များများစုံသွားပြီပေါ့နော်ကျွန်တော်ပြောတာ Real အနေနဲ့ဒီပွဲရှုံးနေခဲ့တဲ့အတွက် Champions League ကနေထွက်ခွာခဲ့ရတဲ့အတွက်ကျွန်တော်ကတော့ ကာလိုအန်ဂျလိုဒီရဲ့အနာဂတ်ကပြီးတဲ့လောက်ဖြစ်သွားပြီလို့ကျွန်တော်ထင်တယ်။ဟိုသူသဖြင့်တော့ဒီဘလူးမန်ပေါ့နော်ဒီလောက်ကောင်းတဲ့လူစင်းရင်းရှိတာကိုတောင်းမှာကစားကွက်ကောင်းတစ်ခုကိုပုံပေါ်အောင်လို့စွန်းဆောင်နိုင်ခြင်းမရှိတဲ့ကာလိုအန်ဂျလိုဒီကျွန်တော်ကတော့ယာဒီကိုမှဂျာဗီအလွန်ဆိုတို့ဘာလို့ ਨੇ နော်လီဗာပူးစင်နီးပြပါနော်ဂျာဗီအလွန်ဆိုတို့ဘာလို့ ਨੇ အလဲအပြောင်းလောက်ခံလေးရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ရီယက်ကအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဂိုးပေါက်ကန်တူမှု18ချိန်ရှိတဲ့နေရာမှာ၃ချိန်ပဲဂိုးပေါက်တဲ့တယ်။ တကူပဲကျွန်တော်ရတယ်ဒါတော့မှအာဆင်နယ်မှားလို့ပေါ့နော်အာဆင်နယ်ရဲ့ဘက်ကတော့17ကြိမ်ပဲကိုပေါက်ကန်တူမှုရှိတယ်6ကြိမ်ကြီးကိုပေါက်တက်ပြီးတော့2ကူရတယ်ပေါ့ရလာတဲ့2ကူစလုံးကလည်းသူတို့ရဲ့ကစားဟန်တွေကနေပြီးတော့တကယ်ကောင်းတဲ့เนาะကျွန်တော်သာတွင်းကူ2ကူကိုကျွန်တော်မြင်ရတာစာကာတွင်းသွားတဲ့လို့ဆိုလို့ရှင်တော်တော်ကောင်းနေပြမာတင်နယ်လီဆိုလို့ရှင်လည်းပဲ ကော်တူဝါလို101အင်မီတန်ကောင်းတဲ့ဂူသမားကိုကျွန်တော်တို့ဒါအသာလေးသူ့ရဲ့ဖားပို့စ်ဒေါင်လေးကိုကျွန်တော်တို့တွင်းသွားတာတော်တော်လေးကောင်းနေပေါ့နော်ဆိုတော့ real madrid အတွက်တော့ဒီရှုပ်ပြိုင်ပွဲရှုံးဟိုထွက်ခဲ့ရလို့ကျွန်တော်ကျွန်တော်ရှေ့မှာပြောသလိုပဲ champion league 15လုံးရထားတဲ့အသင်တွင်တင်တော့ဘာမှအများကြီးဖြစ်သွားလိမ့်မယ်တော့မထင်ဘူးပေါ့နော်သို့တော်လည်းပဲစကားအများကြီးပြောတယ်ဗျာဒီလိုဒီလိုပွဲတွေကအာဆင်နယ်ကိုသူတို့တွေတမိုင်းမှာ တွေ့တဲ့အချိန်တိုင်းတကြိမ်မှန်သူတို့အနိုင်မရဘူးဘူးဒါအပြင်နော် real madrid လို့အသင်မျိုးက ျွန်တော်ဒါဒီလောက်ထိ Champions League တွေမှာဂိုးပြတ်ရှုံးနေရတယ်ဆိုတာမျိုးကလည်း Florentino Pirlo တို့အတွက်တော့ဒါတော်တော်ကိုရှင်းနာတယ်ယာဆိုတော့ဒီအခြေအနေဒီကိုအပြောင်းလဲလုပ်ဖို့ကြိုးပမ်းမှရမှာပြီးခဲ့တဲ့နှစ်တွေကတော့ Champions League လေးရတယ်ဆိုတော့ဆက်ပြီးတော့ထားတာမျိုးတွေကျွန်တော်ရှိသေးတယ်နော်သူဒီပြင်တော့ကစားကွက်တွေပါတယ်ထူးထူးခြားခြားကြီးထူးကောင်းမနေပဲねပြောစရာလိုပြီမဲ့လေလို့ပေါ့နော်အဲကျွန်တော်ပြောစရာတွေကျွန်တော်ဖြစ်လာတယ်ဒါပြီမဲ့လေလို့လက်ရှိမှာကာလိုအန်ချယ်လိုတီကဒီလိုကြီးဂျုံလာရပြီဆိုတော့ကျွန်တော်ကတော့ထုတ်လိုက်မယ်လို့တော့ကျွန်တော်ထင်တယ် တဘက်ကအာဆင်နယ်အတွက်တော့ဒါအာတီတာဟာဘယ်လိုပြောမလဲပရီးမီးယားလိဘောနော်ပြည်တွင်းမှာကျွန်တော်တို့ဒီဖလားနဲ့ပတ်သက်လို့ရှိရင်တော်တော်ကြီးကိုအချိန်ကြီးဆိုးနေတာဘာလို့လို့ပြောရလဲဆိုတော့လက်ရှိလီဗာပူးတင်းနဲ့အမှတ်ကွာဟမှုကကျွန်တော်ကြီးသွားပြီဆိုတော့သူတို့တို့ရဲ့ချန်ပီယံစ်လိပြိုင်ပွဲဒီအင်မတန်အရေးကြီးတယ်ချန်ပီယံစ်လိပြိုင်ပွဲတစ်ခုတည်းကိုပဲဦးတည်ကစားရမှာဆိုတော့ဒါဒီသူတို့တို့အမှန်တန်အရေးကြီးတယ်အခုလက်ရှိလည်း chance ကကောင်းကောင်းရှိနေတယ်ဘောနော်အဲတော့ဒီပွဲမှာလည်းအဝေးဝင်းပြ Real Madrid ရဲ့ကွင်းကိုသူတို့ဒီလိုကစားပြသွားတယ်ဆိုတာမျိုးက ော်တော်ကောင်းတဲ့ခြေစွမ်းပဲတော်တော်ကောင်းတဲ့ပြိုင်ဘက်ကိုချင့်ကဲ့တဲ့ပုံစံတွေပဲဆိုတော့ဒါကြောင့်အာဆင်နယ်နေနဲ့ဒီပွဲမှာလည်းသူတို့က1 2ဆိုရဲရလည်းနဲ့သူတို့နိုင်သွားပြီးတော့2ကြော်ပေါင်း1 5နဲ့နောက်တစ်ဆင့်တက်တယ်ပေါ့နော်ဒီပွဲမှာတော့ Declan Rice ကကျွန်တော်တို့ကဟို Man of the Match ထက်ရပြီးတော့ Real Madrid နဲ့တွေ့တဲ့နှစ်ပွဲစလုံးမှာ Man of the Match ကျွန်တော်တို့ကနှစ်ခုဆက်တိုက်ကျွန်တော်တို့ရတယ်ပေါ့နော်ဒါဟာ Rice လို့ player မျိုးအတွက်တော်တော်ကိုကောင်းတဲ့အခြေအနေပါဆိုတော့ Arsenal အတွက်ကတော့ဒါ Champions League မှာ သူတို့လုံးဝမရဘူးတဲ့ပြိုင်ပွဲမှာဖလားတစ်လုံးရဖို့အမှန်ကန်ကျူးပန်းနေတဲ့ချိန် Real Madrid လိုမျိုးဖလားအများဆုံးရထားတဲ့အသင်းကိုဒီလိုမျိုးနဲ့ကြော်ပြီးတော့နောက်တစ်ဆင့်တက်သွားတယ်ဆိုတာကတော့သူတို့အတွက်လုံးဝ motivation နဲ့အပြည့်ရနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကစားမတွေအတွက်စိတ်တဲ့အတွက်ကြမှုတွေအများကြီးရှိနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ခြေစွမ်းခြေစားအရာကော ရလက်အရာကောကိုပဲ Arsenal ကနောက်တစ်ဆင့်ကိုကျွန်တော်တို့ဒါဒီထားတိုက်တန်တဲ့ဆိုသူတို့ကျွန်တော်တက်သွားတာ Real Madrid အတွက်တော့ပြည်ရင်းပြိုင်ပွဲကိုသူတို့ပြန်ပြီးတော့ဂယုစရရတော့မှာဖြစ်တယ် ကာလိုအန်ဂျီလိုဒီရဲ့အနာဂတ်ကတော့ပြီးတော့ဖြစ်သွားပြီလို့ကျွန်တော်ယူဆတယ်ဆိုဒါကတော့လက်ရှိမနီညာကဒါအာဆင်နယ်တို့ရဲ့ဒါရလက်တင်နဲ့ပတ်သက်လို့ပေါ့နော်နောက်ထပ်တပွဲကလည်းသူတို့နဲ့တပြိုင်တည်းဆိုသလိုကျွန်တော်ကစားသွားတာဒါအင်တာမီလန်နဲ့ဘိုင်ယန်တို့ရဲ့ပွဲပေါ့လေဆိုတော့ဘိုင်ယန်မြူနစ်ကတော့အဲ့ဒီပွဲမှာကျွန်တော်တို့အိမ်ဝင်းပထမအကြုံမှာတော့သူတို့က1-2ဆိုတဲ့ရလက်နဲ့သူတို့ရှုံးနေထားတာ ကျုံနေထားတယ်ဆိုတော့ဒီပွဲကသူတို့အတွက်တည်ရီတော်မဟုတ်ဘဲနဲ့အနိုင်ပြန်ရဖို့ကျွန်တော်တို့ကြိုးပမ်းခဲ့ရမှာ Harry Kane က52မိနစ်မှာကျွန်တော်တို့ဒါ Bayern Munich အတွက်ဥဆောင်ကိုကျွန်တော်တို့တွင်းတယ်တွင်းတဲ့ကိုကလည်းတော်တော်ကောင်းပါတယ်လုံးဝ low dribbling เนาะကျွန်တော်ကန်သွားတာဆိုတော့အဲ့ဒါအပြင်6မိနစ်ကြာမှာပဲ Lautaro Martinez ကကျွန်တော်တို့ဒါတကိုးထက်တွင်းတယ် Inter Milan အတွက်60မိနစ်မှာခေါင်းတိုက်ပြီးတော့ Benjamin Pavard ကအသင်းဟောင်း Bayern Munich ဘက်ကိုကျွန်တော်တို့ခေါင်းတော့ဂိုးတွင်းတယ်2-1ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါ Inter ကဥဆောင်နေတဲ့ချိန် Eric Tanya က 86မိနစ်မှာကျွန်တော်တို့ကထပ်ပြီးတော့တွင်းနေတူတူနဲ့သူတို့တွေပွဲပြီးသွားတယ်၄ကို၃ကိုဆိုရရလက်နဲ့နှစ်ကြော်ပေါင်းအင်တာကနောက်တစ်ဆင့်တက်တယ်ဗောလေဆိုတော့ဘိုင်ယန်မြူးနစ်အတွက်တော့ဒီယာဒီချန်ပီယံစ်လိကအများကြီးမျှော်လင့်စရာဖြစ်ခဲ့တာဒါပေမဲ့လို့ဂျားတဲ့မှာရတဲ့ဇာမားရဲ့ injury ပြဿနာတွေနဲ့ကျွန်တော်တို့ကြည့်လိုက်ရင်ဘိုင်ယန်အတွက်ကတော့တော်တော်ကိုတိုင်းပတ်သွားတာသူတပင်းတော့ကျွန်တော်နေတဲ့ဒီဘယ်လိုပြောမလဲသူတို့ကစားတဲ့ဘောနော်တခြားအသင်းတွေတန်ရာရပြီဆိုလို့ရှိရင်ဗျလုံးဝ Tarman Stage လေးတွေမှာတန်ရာတွေရကြတာဒါပေမဲ့ အသင်းလွယ်တဲ့အသင်းတွေနဲ့တွေ့ရတဲ့အချိန်အသင်းငယ်တွေနဲ့တွေ့ရတဲ့အချိန်မှာ injury ပါတွေပြဿနာတွေပါတွေကြုံရပြီးတော့တကယ်ခက်ခဲပြီးဟိဆိုတဲ့ပွဲမျိုးမှာပြန်ပြီးတော့အဲ့ဒီကစားမတွေကပြန်ပါနိုင်ကြတာ။ဘိုင်ယန်အတွက်ကကြတော့အဲ့လိုမဟုတ်ဘူး။နော်သူအလုံးကဒီအရာအလုံးကလွယ်ကူနေပါတယ်ဆိုတဲ့အချိန်မှာနော်အသင်းကလူစရင်အပြည့်ကြီးနဲ့တကယ်အချိန်ကြီးကောင်းနေပြီးတော့တကယ်တကယ်အရေးကြီးပါတယ်ဆိုတဲ့ပွဲစဉ်မျိုးတွေမှာဘိုင်ယန်အတွက် injury ပြဿနာတွေကျွန်တော်ကြုံလာရတာ။ဆိုတော့ဒီပွဲဆိုလို့ရှိရင်နှစ်ကြော်စလုံး တို့ဒီဒီမူဆီယာလာမပါနိုင်ဘူးပေါ့နော်မူဆီယာလာဟာလက်ရှိနံပါတ်10ရူမှာဘိုင်ယန်အတွက်အများကြီးရေးကြီးတဲ့ကစားသမားပါဒါပေမဲ့လည်းလို့ဒီသူ enhancement injury ရသွားပြီးတော့မူဆီယာလာယာဒီကုံတီနားမဲ့အချိန်မျိုးမှာဘိုင်ယန်လုံးဝဒီတော်တော်တိုင်ပတ်သွားတာနံပါတ်10ရူမှာဆိုလို့ရင်သောမတ်မူလာကအတွေ့အကြုံရှိကစားသမားဆိုမြဲလို့သူကပြီးသွားပြီကိုသူမရတော့ဘူးနော်ဒါအပြင်ဒီ Guerrero ပါလို့ကိုကျွန်တော်တို့ကနံပါတ်10ရူမှာထားသုံးနေရပြီဆိုကြတဲ့က ကျန်တဲ့တိုက်စစ်ကစားမတွေကိုဘယ်လောက်ထိကုမ္ပဏီမယုံတယ်လဲဆိုတာကျွန်တော်တွေ့နိုင်တယ်။ဒါကြောင့်ဘိုင်ယန်အတွက်ကတော့ဒါဟယ်ရီကိန်းအတွက်ပေါ့နော်။ဒီဘယ်လိုပြောမလဲ။တော်တော်လေးကိုနှိစက်ခဲ့တယ်လို့ပြောရမှာပေါ့နောက်တစ်ဆင့်တက်ဖို့ကဒါသူတို့ကပို့ပြီးတော့ဒီဂိုဘောက်ကန်တင်းမှုတွေဘာတွေနဲ့အဝေးဥက္ကမှာပို့ပြီးတော့လုတ်ပြနိုင်ခဲ့တာကိုဆိုတော့ဘိုင်ယန်အတွက်ကတော့ထွက်ခဲ့ရတယ်ပေါ့လေဆိုတော့အင်တာမီလန်အတွက်တော့ဒါလုံးဝအချင်းအခွင့်အရေးကောင်းမှာအင်တာဟာဒီနောက်တစ်ဆင့်မှာကျွန်တော်ဘာစီနဲ့တွေ့နေတယ်ဆိုတော့တိတ်ပြီးတော့လွယ်ကူတဲ့ပြိုင်ပွဲမျိုးတော့မဟုတ်ဘူး ဒါပေမဲ့လက်ရှိအင်တာမီလန်ကစားနေတဲ့ပုံစံကတော်တော်ကြီးကိုကျွန်တော်ချစ်လက်မှုကျွန်တော်ရှီလွန်းနေပေါ့နော်တချို့ဂိုးပေးရတယ်ဆိုမြဲလေသူတို့ကစားတဲ့နေရာမှာတိုက်စစ်ကလည်းလုံးဝအင်မတန်မြန်တယ်လို့ဝင်းဘက်စ်တီကလည်းတော်တော်ကိုအလုံးလောက်တာသူတို့ကကြတော့ဒါဟာတော်တော်ကြီးကိုကောင်းတဲ့ချိန်ဒီမှာဒါမီယန်တို့ဖက်ထရီကိုဒီမာကိုတို့ဒါရမဒီမာကိုပြန်တက်တာလာတာမကြသေးဘူးနော်တတော်ကိုကောင်းတဲ့ဝင်းဘက်တီပိုင်ထားပြီးတော့ကွင်းနေ၃ယောက်ကဘာရဲလာတို့ချက်ကလနိုလူတို့ဒီမီခီတိုင်ယန်တို့ဆိုလို့ရှိရင်လည်း တော်တော်ကြီးကိုအချိန်ကြီးကောင်းတာအစာဘီတို့ပါစတိုနီတို့ပါဘက်တလူကစားမာတွေဒါအပြင်အရင်မှလည်းကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီ bisect တလူကစားမာတွေဒါဂျာမန်နောက်ခံကစားမာတွေကျွန်တော်ရှိနေတုံးပဲဒီ bridge တလူကစားမာတွေတိုက်စစ်ကလည်း anatomy တလူကစားမာတွေဆိုတော့သူ့အနေနဲ့သူရွေးချယ်စရာတွေရှိနေပြီးတော့ square death အရာကိုပဲ inter milan ကတော်တော်ကိုတောက်နေတယ်မှာပါတယ်ပြဿနာက inter red နောက်တစ်ဆင့်မှာသူတို့ကဘောနော်အိမ်အဝေးကွင်းတွေပါတယ်တော့တိုင်ပက်လေးရှိတယ်ဒါပေမဲ့လို့ bayern munich ကိုအဝေးကွင်းမှာ1-2နဲ့နိုင်ပြီးတော့သူတို့ကနောက်တစ်ဆင့်ကိုတက်သွားတာဆိုတော့ နောက်တစ်ဆင့်မှာတွေ့ရမယ့်အတင်ကတော့မလွယ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်ဒီ Inter Milan အတွက်တော့ဒါကျွန်တော်ထားလိုက်တန်တန်နဲ့ကိုပဲတက်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်။အဲ့တော့ဒါ Inzaghi နဲ့နော်ဒါ Inzaghi နဲ့ကျွန်တော်ဒါ Inter Milan အနေနဲ့ဒါကျွန်တော် Champions League ယူပြနိုင်မလားပေါ့ဗျာ။ Inter Milan တို့ AC Milan တို့ဆိုတော့ကျွန်တော်တက်ခစ်ကြသွားတာအကြာကြီးပဲကိုအဲ့ဒီထဲမှာအခုလက်ရှိဆိုလို့ရင် Juventus တို့ Inter တို့ AC တို့ပြန်ကောင်းလာတယ်ဒီထဲကမှ Juve နဲ့ကျွန်တော်ဒါ AC ကကြာသွားပြီးတော့ Inter Milan ဟာတီးတီးကျန်နေခဲ့တာ။ဆိုတော့ဒီလက်ရှိ Champions League ပြိုင်ပွဲမှာ အင်တာဘာတွေပြန်ပြီးတော့လှုပ်ပြနိုင်မလဲပေါ့ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ကညကကစားခဲ့တဲ့ Champions League ပွဲစဉ်နှစ်ပွဲပေါ့လေညီတို့အနေနဲ့ရောဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်ဆိုတော့ဟိုနောက်နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတွေတင်သွားပေးဖို့ရှိပါတယ်เนาะအထူးသဖြင့်တော့ကျွန်တော်ဒီ Champions League မှာရေဘန်းစားလာတဲ့ Arsenal တို့ဘာတို့เนาะဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောဖို့ရှိတယ် Semi Final မှာတွေ့ကြတဲ့အသင်းတွေလည်းကျွန်တော်ရှိတယ်အဲ့ဒီဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်